Hello စားရရနူပါ မင်္ဂလာပါကျမကတော့မိုင်လေးပါဒီတစ်ခါမှာတော့စာရေးဆရာစင်ကြီးရေးသားထားတဲ့ Love ဆိုတဲ့စာအုပ်မှသင်တို့နဲ့ဆက်ဆိုင်တဲ့သူတွေကိုချစ်ပါဆိုတဲ့ဆောင်းပါးတူလေးကိုဖတ်ပြမှာပဲဖြစ်ပါတယ်။ကဲဒါဆိုရင်တော့လိုက်ပါရင်နားဆင်ပြကြပါအောင်ရှင်။ Let's go သင်တို့နဲ့ဆက်ဆိုင်တဲ့သူတွေကိုချစ်ပါကျွန်တော်အရင်ကြိုက်တဲ့စာအုပ်ထဲကအကြောင်းလေးတစ်ခုကိုပြောပြမယ်။ ဖះရတဘာကသူနာလိုက်တွေကိုတင်းတို့နဲ့ဆက်ဆိုင်တဲ့သူတွေကိုချစ်ပါလို့အောက်ဝါရပေးတော့လူတယောက်ကထမေးတယ်ကျွန်တော်တို့နဲ့ဆက်ဆိုင်တဲ့သူဆိုတာဘယ်သူတွေလဲတဲ့ဒါနဲ့အဲ့ဒီဖះကအရန်ကောင်းတဲ့ဥမာလေးတခုကိုပေးခဲ့တယ်လူတယောက်ကခီးတူကိုတွိုင်းနေတယ်။ဓမြတွေနဲ့ကြုံနေ အဲ့ဒီလက်မြတွေကအဲ့ဒီလူကိုတေလို့နင်းနင်းရိမ့်နေကြပြီးတော့ရှိသမျှပစ္စည်းတွေကအဝတ်တွေပါ အကုန်ချို့ယူသွားကြတဲ့။ဒါနဲ့တိတ်မကြခင်ဘာသာရေးဆရာတယောက်လမ်းလျှောက်ထွက်လာရင်နဲ့အနာရီနဲ့လဲချနေတဲ့အဲ့ဒီလူကို တွေ့ပြီမယ်။သူ့လမ်းသူဆက်သွားတဲ့။နောက်ထပ်ခဏနေပြန်တော့သဒ္ဒနာပြုတဲ့ပုဂ္ဂိုလ်သူကလည်းလမ်းလျှောက်ထွက်လာရင်နဲ့အဲ့ဒီလူကိုထားတွေ့ပြန်ရော။ ဒါပေမဲ့သူလဲသူ့လမ်းသူဆက်သွားပြန်ရောတဲ့။ဒါနဲ့နောက်ထပ်ခဏနေတော့တမန်လူတယောက်ကလမ်းလျှောက်ထွက်လာရင်လည်းအဲ့ဒီလဲကြနေတဲ့လူနာကိုတွေ့ပြန်ရော။သူကလည်းအဲ့ဒီလဲကြနေတဲ့လူနာကိုတွေ့တာနဲ့ဂိရုဏစိတ်ဝင်ပြီးအနာရီကိုဆစ်ထက်ပြီးပတ်တီးစီပေးပြီးတော့သူ့ရဲ့မြင်းပေါ်မှာတင်ပြီးနီးစက်ရအရင်တစ်ခုတို့ခေါ်သွားပြီးတက်တောင်းတက်တာဖြစ်စေအောင် အချင်းကုန်ခံပြီးပြုစုပေးတဲ့နောက်ရကြတော့အဲ့ဒီကူညီပေးတဲ့သူကသူ့အလို့ကိစ္စရှိတော့ခီးဆဲရမှာဆိုတော့လူနာကိုဒီတိုင်းမထားခဲ့ခြင်းမြန်ဘူးဒါနဲ့ဆဲရမှာရှိတဲ့လူသူကိုပတ်စံပေးပြီးတော့ဒီလူနာကိုထေချပြုစုဆောင်ရှောက်ပေးပါကျွန်တော်လည်းဒီရဲ့ပိုင်အတွင်းပြန်လာခဲ့ပါမယ်ဒီငွေတဲ့ပိုကုန်ခဲရင်လဲစိုက်ထားပေးပါ ျွန်တော်ပြန်လာတဲ့အခါစက်တင်တာကို ထပ်ပြန်ပေးမယ်လို့ပြောပြီးသူ့ရဲ့လိုရခီးကိုဆက်သွားတဲ့အခုဓမြတိုက်ခံရတဲ့လူနာကိုလိုင်းရှောင်းရင်နဲ့တွေ့တဲ့လူ၃ဦးထဲမှာဘယ်သူကဒီလူနာရဲ့ဆက်ဆိုင်တဲ့သူလဲဆိုပြီးဖီးယားကသူ့ကိုမေးခွန်းထုတ်တဲ့လူကို ပြန်မေးပါတယ်။ဒါနဲ့သူကဒီလူနာကိုတနာတဲ့သူက သူနဲ့ဆက်ဆိုင်တဲ့သူပါလို့ဖြေတယ်။ ဒါနဲ့ဒီဖ ያ ကပြင်ပြောတယ်။မှန်တယ်ဒါကြောင့်တင်တို့ကိုကိုနဲ့ဆက်ဆိုင်တဲ့သူကိုချစ်ဖို့ပြောတာတဲ့။ကျွန်တော်လည်းဒါလေးဖတ်ပြီးအရန်တဘောကြတယ်။လုံးခဲ့တဲ့နှစ်ပေါင်း2000လောက်ကပေးခဲ့တဲ့ဥမာလေးကဒီအချိန်ထိတန်ဖိုးရှိနေတော့ပဲကုပန်ဝင်းချင်မှာတောက်ခါရောက်နေတဲ့သူတွေအများကြီးပါကုညီလို့ရတယ်လို့မကူညီပဲကိုလန်းကိုသွားလို့လည်းရပါတယ်လူတိုင်းမှာတခြားလူတွေလို့ ်လက်ကူညီရမယ့်တာဝန်ရှိမနေကြပါဘူးအားလုံးကိုဘွားနဲ့ကိုပါပဲနေနေတဲ့သူကသူ့လမ်းသူဆက်သွားမှာပါဂျင်းနေတတ်တဲ့လူကတော့တာဝန်မရှိပေမဲ့ကိုတာဝန်လိုယူဆက်ပြီးကူညီနေတဲ့လားကူညီသွားမှာပါကိုနဲ့ဘာမှမဆိုင်သွေးမတော်တမ်းဆက်တဲ့သူတွေကိုအချိန်ကုန်ခံငွေကုန်ခံပြီးကူညီပေးနေတဲ့သူတွေကတကယ်ကိုမမြတ်တဲ့လူသားတွေပါ တို့ကိုယ်တိုင်နေစဉ်ဘဝမှာ အခက်အခဲတွေရှိနေကြတဲ့ဂျားတွေကတခြားခက်ခဲနေတဲ့သူတွေကိုငွေကုန်အချင်းကုန်ခံပြီးကုညစ်ပေးတာကိုအဟံကိုလေးစားဖို့ကောင်းပါတယ်ကျွန်တော်အဲ့ဒီလိုလူပေါင်းများစွာကိုဒီနှစ်တွင်မှာတွေ့ခဲ့ရပါတယ်ကျွန်တော်တို့နိုင်တဲ့လောက်ပြိုင်တက်စားတဲ့အချိန်မှာအဲ့ဒီလိုလူတွေကိုစပြီးတွေ့ရတာပါ တွေးမတော်တမ်းမစဗမမဆိုင်တဲ့သူများမိသားစုမွေးမဲ့ကလေးကိုစရိတ်ဝင်ခံပေးတာတော်ယုံစေတနာမဟုတ်ပါဘူးတချို့ကတရက်လောအခါ9000လောက်ရတာကို2000လာထည့်တာဂျုံဖူးခဲ့ကျွန်တော်လုံးဝမေ့မရတဲ့တယောက်လည်းရှိရဲ့ အဲ့ဒီတယောက်ကအရင်ခက်ခဲနေလို့ကျွန်တော်စီကမွေးစည်ယူပြီးဒုက္ခလေးကိုမွေးခဲ့တာမွေးပြီးမွေးပြီး6လပဲကြာသေးတယ်။စားပြန်ပို့လာတယ်။ဆရာကြီးကျမငွေလူထည့်ချင်လို့ပါတဲ့1 2 3 again တချို့ကတည့်ရလောက်က9000လောက်ရတာကို2000လာထည့်တာကြောင့်ဘူးပါတယ် ကျွန်တော်လုံးဝမေ့မရတဲ့တယောက်လေးရှိရယ်။အဲ့ဒီတယောက်က အရန်ခက်ခဲနေလို့ကျွန်တော်တို့စီကနေမွေးစည်းယူပြီးသူ့ကလေးကိုမွေးခဲ့တာ။မွေးပြီး6လပဲကြာသေးတယ်။ဇာလာပို့လာတယ်။ဆရာကြီးကျွန်မအလူငွေထည့်ချင်လို့တဲ့။ဟာမလိုပါဘူးညီမကြီး။ညီမသာအဆင်ပြေအောင်နေပါဆိုတော့သူအဆင်ပြေပါတဲ့။ အခုတောင်ရကိုနေစာလုပ်နေရင်လည်းလစာလေးထုတ်တော့သူတို့လိုခက်ခဲနေတဲ့သူတွေကို1 2 3 again အခုတောင်ရကိုနေစာလုံးနေရင်လည်းလစာလေးထုတ်တော့သူ့လိုခက်ခဲနေတဲ့သူတွေကို ပြန်ကူညီခြင်းလို့ပါတဲ့အခုကလေးကိုကြောပို့ပြီးတောင်ရဆင်းရင်လည်းအလုံးနာချင်းစာပို့တာဆိုပြီး သူ့ပုံလာပို့လာတယ် ခလေးဆူလဲနဲ့ခမောက်နဲ့နေဘူးလို့ကန်တင်းရုံးနားမှာနားနေတဲ့ပုံလေးပို့လာတယ်။တော်တော်လေးလေးစားမိတယ်လို့သူ့ကြောင့်လေတော်တော်လေးခွန်အားရခဲ့ပါတယ်။ဘယ်တော့မှမေ့မရမဲ့မုံမြတ်တဲ့အလူရှင်တွေပေါ့ဗျာ။ဒုက္ခရောက်နေတဲ့သူကိုကုညီဖို့ဘယ်သူဘယ်သူမှမတောင်းမရှိပါဘူး။ ဒါပေမဲ့တောင်းယူပြီးအရေးတူယူကိုချင်းစာကိုညီပေးနေတဲ့သူတွေပရဟိတအဖွဲ့အစည်းတွေကတော့တကယ်လေးစားထိုက်တဲ့ပုံကိုယ်တွေအဖွဲ့အစည်းတွေပါပဲဒုက္ခရောက်နေတဲ့သူတွေကိုကိုနဲ့မဆိုင်မိမဲ့ဆက်ဆိုင်တယ်လို့ခံယူပြီးအဆုံးကိုကူညီပေးနေကြတယ်။ပရဟိတသမားများအားလုံးကပရဟိတတွေလည်းပတ်နိုင်ဖို့လူတိုင်းနေတဲ့သူတွေကဖိုလန်ဒီယန်လှုပ်ပေးနေတဲ့သူတွေက post တွေ share ပေးနေကြတဲ့သူတွေအားလုံးကိုလေးစားကျေးဇူးတင်လို့ဒီ post လေးနဲ့ appreciate လေးလုပ်ပြရစေလူတိုင်းကိုနဲ့ဆက်ဆိုင်တဲ့သူကိုကိုနဲ့အမြချိန်နိုင်ကြပါစေကဲစောင်းမတူလေးရတော့ဒီလောက်ပါပဲရှင်ကဲယူတို့လည်းကိုနဲ့ဆက်ဆိုင်တဲ့သူတွေကိုမေတ္တာလေးနဲ့ချစ်ခြင်းတွေကိုမျှဝေလိုက်ကြပါစို့နော်ကိုယ်နဲ့ဆက်ဆိုင်တဲ့သူကိုကိုယ်နဲ့အမျက်ချင်းနဲ့အောင်ကြိုးစားရှင်တိုင်းရင်နဲ့ မေတ္တာအလင်းရောင်တွေပေးနိုင်ကြပါစေ။နားဆင်ပေးကြတဲ့သူရောက်စီရင်ကို အထူးကျေးဇူးတင်ရှိပါတယ်။အမားလေးပါရှိခဲ့ရင်ထောက်ပြပေးလို့ရပါတယ်။ဝေဖန်အကြံပေးလို့လည်းရပါတယ်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်။ I love you. May God bless to you.